လူစပူတာရတံပေးမယ်သူတို့မဲ့တဲ့อืมသူပြောရတယ်อืมဘုံကကြောက်ရွံ့နေကြတယ်တဲ့ဒီသူစပူတာလာရမှာကြောက်တယ်อืมကြောက်ကျွန်တော်တို့ကြိုက်ခိုင်ရတော့ဘာမှမပြောဩမလုံးနဲ့နော်ကြိုက်ရပါကြီးလဲလို့ကြိုက်ပါကြီးလဲကြိုက်ရပါကြီးလဲလို့ကြိုက်ရပါကြီးလဲလို့ဆောဘလုံးဆောင်ချက်ကောင်းကောင်းရှိတဲ့အဖွဲ့အစည်းကိုမဲပေးပေးပါအဲ့ဒီအဖွဲ့အစည်းကတော့ပြည်ခိုင်မျိုးပါတီဖြစ်ပါတယ်ခင်ဗျာ Mấy phiên đang theo lấy rõ là ဒီမနေ့ကမှလူဖြစ်ရတာတိတ်ကိုကံကောင်းပါမရည်ဘူးမရည်ဘူးဒီမနေ့ကမှလူဖြစ်ရတာလေတော်တော်ကိုကံဆိုတာအားလုံးရဲ့မင်္ဂလာပါ ုံးစံတိုင်းကျွန်တော်ရဲ့ဟာသဗီဒီယိုလေးတွေကိုအတူတူကြည့်ဦးတယ်ပြန်လာပါပြီဆိုတော့ဒီနေ့မှာကျွန်တော်ဘလို့ရုပ်တံလေးတွေလှူထားလဲဆိုလို့ရှိရင်ထုံးစံတိုင်းရောဗျာဒီနေ့ကတော့ဒီမှာဟာသဆိုပေမဲ့လေကျွန်တော်ကရှင်ရတော့တယောတဲ့ဘက်ကိုကျွန်တော်တော့တွားရယ်ဆိုတော့ဘသူ့တယောတာလဲဆိုတော့ခင်ကြီးပေါ့ဟဲ့ဘာလို့ဆိုတော့အာသတင်းတစ်ခုတက်လာတွေ့အောင်ပေါ့ဒီခုနေ့မှာ CJ CJ ကနေပဲတင်ကြတာပေါ့နော်ပါသူပါတပ်ပေါ်ပေါ့အဲစစ်ခွေးဘက်ကနေမှဒါယူနီဖောင်းပြောင်းပြီးရောအရေကုံပြောင်းပြီးရောဒီ ကျန်းဖို့ပါတီကနေမှဒါဝင်ပြိုင်မဲ့ဒါအမတ်လောင်းကြီးပေါ့နော်တပ်ပုံတပ်ပုံကသူပါကြောတာဆိုကြတာမဲနိုင်ရင်တရားဝကား၃စီးရောက်အောင်လုပ်ပေးမယ်ဆိုပြီးတော့သူကမဲဆွေရောဆိုဒီတဲ့အဲ့တဲ့တင်းတော့စောင်းဟန်းကြီးကျင်နေပါဘူးလားဒီကောင်လေးတကယ်ဟိုစောက်ရှက်လေတော်တော်မရှိခဲ့ကောင်လေးပေါ့နော်ဆိုတော့အဲ့ပရောတော့တော့ဗီဒီယိုကချားလုပ်ဖို့ပေါ့နော်မနေရလေကျွန်တော်ကန်နာစုံကြောင်လုပ်မယ်လို့စဉ်းစားထားရင်ပဲဒီနေ့မှာအဲ့တတိင်းကိုကျွန်တော်ဖတ်လိုက်ပြီးကျွန်တော်တော်တော်ဆောင်းရင်ရီရင်ပါရီရင်တော့ကျွန်တော်ထုံးတဲ့တိုင်းဒီကြံ့ဖို့ထဲမှာကျွန်တော်ဝင်ငွေလိုက်တဲ့ခါကျတော့ ဘာသာတွေ့ရလဲဆိုတော့သူတို့ပြီးခဲ့တဲ့ရက်ကသူသူ့အနောက်ကမှသူလုတ်ခဲ့တဲ့ပွဲပေါ့နော်အမခင်ကြီးကြောင်ကြောခဲ့လေသူကလေးတွေမတီးလို့ရှိရင်သူထိုးရင်ထိုးလို့ရပါတယ်ဆိုတဲ့အကြောင်းပေါ့အဲ့ဒီပွဲမှာဒီလာကြတဲ့ဒီဖက်ခွက်စားပေါ့နော်ဒီဟိုနူကဒီဘောမဘောမဒီအမှုပညာရှင်အောက်တန်းစားတွေပေါ့ဒါသူတို့အင်တာဗျူးတွေတွေ့တာအတွေ့တော့ကျွန်တော်တုတ်ချင်တာစောင်းဝန်းဆဲရင်ဒါပေမဲ့ကျွန်တော်ကပြောမှဆိုကျွန်တော်ကစကားပြောကျွန်တော်ကအဆင်မပြေဘူးကွာအဲ့ကျွန်တော်တက်ပူပူပြီးတော့ ပူကျွမ်းတဲ့လူလိုက်ချတယ်ကြောင့်ကူပိုးလေးကိုသွားတွေ့တာဟုတ်ပြီအဲ့ဒါကြောင့်ကူပိုးလေးနဲ့ဒီကောင်နဲ့တော့ကပ်ပြီးလိုက်တယ်ဗျာကပ်ပြီးလိုက်တော့သုံးစံတိုင်းအဲ့တော့ငါတို့တွေအခွေကြည့်ရမယ်ဆိုတော့ကျွန်တော်တို့တွေစလိုက်ကြမယ်โอเคမင်္ဂလာပါနမစတေချို့တချို့တွေကအုံနောက်မရှိကြပါဘူးဒီစကားတမျိုးဖြစ်နေပေမဲ့လူတချို့ကအုံနောက်စိတ်ပိုင်းတော်တော်များများမရှိဘဲနဲ့တပွားလုံးသူ့လိုငါလိုလူတွေလိုနေနိုင်ကြပါတယ်တူးလေ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  ။ဘာတွေ့လဲ။ဒီနေ့ဘွဲကိုတက်ရတဲ့အကြောင်းရင်းကတော့နိုင်ငံကိုပြန်လဲပြီးတော့တိုးတက်အောင်ရအောင်လုပ်ပေးနိုင်တဲ့အဖွဲ့စည်းလို့အုံတော့ကဆုံးဖြတ်ထားတဲ့အတွက်မဲအဲ့တော့ကြံခံရေးပါတီကိုကျွန်တော်ဝင်းရံတာပါမင်းပြန်တော့ခလိုက်တော့တာအလိုပါတာယူဟမ်ဥက္ကရာကြီးပြောတဲ့စကားတွေကိုနားထောင်ခြင်းနဲ့ အယူရချက်တွေခံယူချက်တွေခရီးအဝကတွေနားထောင်ကြည့်တယ်ဗောနော်။อืมဒီကောင်းနေနော်ဘလုံးဒီဘာတွေကဘလုံးပေါက်ပွားလဲအောင်မင်းကိုကျွန်တော်မသိတာသိလား။ဟုတ်တယ်ကိုကိုလေးရကျွန်တော်တကယ်အံ့ဩတယ်ကိုကိုလေးရကျွန်တော်ကိုကိုလေးရကျွန်တော်အံ့ဩတယ်ကိုရင်ကြကိုကိုရင်မြန်မာဒါအားပေးလို့ရမှာလीနော်ဟဲ့လို့မင်းတို့ပေါက်ပြရည်ရှောက်မပြောနဲ့ဟမ်မင်းတို့ကောင်ကလေးကိုမိဘမျက်နှာမကြည့်တော့ကိုသားသမီးမျက်နှာကြီးကြည့်အဲကြောင်းလေးမျိုးတစ်ခုတော့ဖြစ်ပေါ်လာမယ်လို့ထင်နေရှင်အဲအကြောင်းကိုဒီဘက်တက်ရောက်ဆုံးဖြစ်ပါတယ် ဒီကတော့ကျွန်တော်ပြည်လုံးအားလုံးလိုအပ်တာတော့ငြိမ်းချမ်းငြိမ်းချမ်းနေခြင်းဟုတ်တယ်ဟုတ်တယ်ဒီကငြိမ်းချမ်းနေခြင်းညတော့ဆောက်ဖို့ပြန်လုပ်ခြင်းလဲဆောက်ဖို့ငြိမ်းချမ်းချမ်းနေခြင်းလဲတကယ်ရှိရတယ်ကတကယ်ရှိရဟုတ်တယ်ဘလို့တွေလူဖြစ်လာတဲ့ကောင်းတွေမှန်းလည်းမသိဘူးအဲ့ဒီဒီနေ့ကတော့ပြီးတော့ကောနော်ဒီသူတို့ကနေပြီးတော့ဘယ်လိုမျိုးခွင့်ရပေးနိုင်မလဲဆိုတာမျိုးကိုယ့် LGBT ပြည်တယ်နေလာပြီးနာမှာပြန်ဖြစ်ပါတယ်ဟာလို့ဟာလို့ဘာလဲဘယ်တော့မင်းချင်းမုန်းချင်းတွေကတေးသွားလဲယူပါလို့မရပါဘူး ။အားကြောင့်မလို့လူဘဝမှာခဏလေးနေတဲ့အချိန်မှာချစ်ချစ်ချင်းချင်းနဲ့ကိုနေတဲ့နိုင်ငံသူများနိုင်ငံတဲ့တိုးတက်ခြင်းနဲ့စိတ်ပဲကျွန်တော်တို့ရှိပါတယ်။ဟာလို့ဟာလို့လေးလေးအတော်ဆုံးနေပြီ။ကျွေးကောက်ပွဲဆိုတာနိုင်ငံသားအားလုံးနဲ့ဆိုင်တယ်။တားစီမီးဆက်အလုံးအလုံးမှာတာဝန်ရှိတယ်တာဝန်မကြည်တဲ့သူတွေမဖြစ်စေချင်ဘဲပါတီဝင်မဲပေးပေးရွေးကောက်ပွဲရအလုံးနဲ့ဆိုင်တယ်ကိုချိုက်နှစ်သက်တဲ့ပါတီကိုမဲပေးလို့ရဒါပေမဲ့အဲကောင်းတဲ့တုံပါနော် ်အပပဘလို့ပြောမှမသိတော့ဒီကောင်းနေနော်ဆော့မင်းတို့ကမှန်ပါလေမင်းတို့ကတောက်ချောက်မှန်ဒုမတာမျိုးတွေဒါပြည်တော်ကြံ့ကြိုင်ပါဒီမဲ့ပေးမှာပေါ့သူရဲ့ရည်ရွယ်ချက်နိုင်ငံရဲ့အုပ်ချုပ်မှုပိုင်းဆိုင်ရာအားလုံးအားရရဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကတော့ဆုံးဖြတ်လိုက်ပါဘူးဒီခိုင်မျိုးပဲပေးမှာပေါ့ကတော့ဝါရဲ့ပေါ့မင်းနေတော့မင်းသွားပြန်လို့လိုက်တော့နော်လို့ပဲအခုနှစ်ကုံကျင်းပမဲ့အာနာသိန်းစစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲအပြီးမှာဒုသမရဒါမှမဟုတ်လွတ်တော်ဥက္ကဋ္ဌဖြစ်လာဖို့ရေပန်းစားနေသူ ီရောင်သူကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ကြီးဟာငွေကြက်ဘီလီယံနဲ့ချီတဲ့ပါတီပိုင်ငွေကြေးတွေကိုမိသားစုစီးပွားရေးလုပ်ငန်းတွေစီစဉ်စေခဲ့တယ်လို့မြန်မာနိုင်ငံကစုံစမ်းသိရှိရပါတယ်။စစ်တပ်ကြောတော့ခန့်ကြန့်ခိုင်ပါတီရဲ့အမြင့်ဆုံးယာရုကိုရရှိထားသူလက်ရှိအသက်83နှစ်အရွယ်ဘုံမချုပ်ဟောင်းဦးခင်ကြီးဟာပါတီရုံးပြပြင်တိဆောက်ရေးလုပ်ငန်းတွေအတွက်တားဖြစ်သူပိုင်ဆိုင်တဲ့ဆောက်လုပ်ရေးကုမ္ပဏီကိုလုပ်ပိုင်ခွင့်ချပေးခဲ့တာပါ။ Oh, I got the call. I got the call. plus view ထောက်ခံတဲ့အကြောင်းရတော့နိုင်ငံတော်ကိုတိုးတက်စေခြင်းနဲ့ပုဂ္ဂိုလ်များများပါဝင်တဲ့အတွက်ဒီကိုကြည့်ကိုကျွန်တော်ထောက်ခံတာကတော့ဝါရဲ့ဘောမင်းမေတော့မင်းသွားပြန်လူလိုက်တော့နော်လူပဲအခုနေ့မတ်လကွန်ပိုင်းကလောက်ခတ်ခဲ့တဲ့ငရင်ကြီးကြောင့်ထိခိုက်ပျက်စီးသွားတဲ့နေပြည်တော်တခိနတတိမြို့နယ်ကကြန့်ခိုင်ရေးပါတီရုံချုပ်ကို Amprio ဆိုတဲ့ဆောက်လုပ်ရေးကုမ္ပဏီကအခုနှစ်ဩဂုတ်လအတွင်းပြန်လည်ပြုပြင်ခွင့်ရခဲ့ပါတယ်ကျွန်တော်တို့ပါတီကိုဝမ်းရံပေးကြပါပံ့ပိုးပေးကြပါလို့ကျွန်တော်ပန်ကြားလိုပါတယ် တက်ခိုင်ပါတီရုံးချုပ်ကိုပြင်ခွင့်ရတဲ့ Embryo ဆောက်လုပ်ရေးကုမ္ပဏီဟာဥက္ကင်ရဲ့သားဖြစ်သူဦးထက်ရနိုင်စိုးပိုင်ဆိုင်ချောင်းကိုဂျင်းနီမြုံနယ်မှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတိုက်ကအချက်လက်တွေမှာတွေ့ရှိရသလိုပါတီထိပ်သီးခေါင်းဆောင်တွေနဲ့နှိစက်သူတွေကလည်းမှန်ကန်ကြောင်းအတည်ပြုပါရတယ်။အားလုံးလည်းအုံနောက်နဲ့စဉ်းစားပါနော်။အဓိကအုံနောက်နဲ့ပဲစဉ်းစား။ဘ ᱹ ုပဲရွေးချယ်ရွေးချယ်ကိုယ့်ဘာကိုစုံချက်ချက်ချပြီးရွေးချယ်ပါ။ဒီစပတ်နော်အခုပြိုင်မဲ့မင်းတို့လုံးမဲ့ဒီအတူရောင်ရေကောက်ပွဲမှာပါတဲ့လူတွေကပြည်သူတွေတော့လည်းမကြည့်သလို တန်းကြီးတွေလည်းကြည့်မှာမဟုတ်ဘူးเนาะကိုယ့်အိတ်ထဲကိုထည့်မဲ့ကောင်းကြီးပဲ2016ခုနှစ်အောက်တိုဘာ၄ရက်နေ့ရက်စွဲနဲ့မတ်ပုံတင်ထားတဲ့ Embryo ကုမ္ပဏီဟာမြို့ပြအင်ဂျင်နီယာလုပ်ငန်းတွေနဲ့ရေချောင်းပို့ဆောင်ရေးစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ပြီးကုမ္ပဏီရဲ့ဒါရိုက်တာဟာဥခင်ကြီးရဲ့သားထက်ရနိုင်ဆိုဖြစ်ပါတယ်လူတို့ကြည့်ပါလေပါတီကိုကြည့်ကြတာလည်းပြည်ကြ င်မလို့ပါဒီတခုပါဒီလို့ဆိုတဲ့ခံဟောတာပေါ့နော်ညမတရားတခုညောင်းမင်းညောင်းကြညောင်းခိုးတယ်ညမနဲ့ကမှအတိကုန်တခိုးဆိုရင်ခင်ဗျားတို့ပဲဆိုတာအတိကုန်ညဆိုရင်လည်းခင်ဗျားတို့ပဲဓမ္မတော်ထိုးပြအဲ့လိုမှခင်ဗျားတို့ချမ်းသာကြည်နားလားနိုင်ငံတော်အတွက်ကျွန်တော်လှုပ်လို့ဟာဘလမဆက်ရှက်ကစကိုင်းငရင်တန်းကြောင့်တက်ခိုင်ရေးပါတီရဲ့ညီလာခံခမ်းမကြီးအပါအဝင်ရုံးကန်းနိုင်ငံတွေညနေချက်တွေဆင်ဝင်တဲ့ရှောက်လန်းတွေလည်းထိခိုက်ကွဲအမှုတွေရှိခဲ့ပါတယ် ဒီလိုအခြေအနေမှာဥက္ကင်ကြီးဦးဆောင်တဲ့ပါတီထိပ်သီးခေါင်းဆောင်တွေဟာပါတီရုံးချုပ်ကိုမူလတည်ဆောက်ခဲ့တဲ့အောင်ချမ်းသာဆောက်လုပ်ရေးကုမ္ပဏီကိုခေါ်ပြီးခက်မှန်ကုန်ကြစီတွက်ချက်ခိုင်းခဲ့ပါတယ်။အောင်ချမ်းသာကုမ္ပဏီရဲ့တွက်ချက်မှုအရအကြမ်းမြင့်စက်သိမ်းပေါင်း2300ကုန်ကြမယ်လို့ပါတီကပြန်လည်တင်ပြခဲ့ပါတယ်။အဲ့ဒီနောက်ငရင်တန်တဲ့ပါတီရုံးချုပ်ကိုဥက္ကင်ကြီးရဲ့သားကုမ္ပဏီကလည်းလာရောက်စစ်ဆေးခဲ့ပြီးမူလကုမ္ပဏီထက်အနည်းငယ်ရော့နေတဲ့စက်သိမ်းပေါင်း2200ကျော်ကုန်ကြမယ်ဆိုပြီးတင်ပြခဲ့ပါတယ်။ ဲ့တော့သူ့သားကုမ္ပဏီကိုဈေးသက်သာလို့ဆိုပြီးပေးလိုက်တယ်လို့အဲ့ဒီအခြေအနေကိုသိရှိတဲ့ပါတီထိပ်သီးတွေနဲ့နှိစက်သူတူဦးကပြောပြပါဗျာ။စောက်ရရှိနော်။ညောင်မင်းညောင်သားညောင်ခိုးတယ်။ညမနဲ့ကမှအကြီးဆုံးသခိုးဆိုရင်ခမည်းတော်ပဲဆိုတာ။အကြီးဆုံးခမည်းဆိုရင်လည်းခမည်းတော်ပဲဓမ္မတော်ထိုးပြ။မိသားစုပိုင်ကုမ္ပဏီကိုလက်သိထိုးပေးလိုက်တဲ့ဥခင်ရဲ့လိုရက်ကိုထိပ်သီးကောင်းဆောင်တချို့ကမကျေနပ်ကြပါမိမယ်။ပေါ်တင်ကန့်ွက်ရဲသူကတော့လက်ရှိကြက်ခိုင်ရဲ့ပါတီဒူဝုတ်ကထ၃ဖြစ်သူဦးမျိုးစောသိန်းတယောက်ပဲရှိတယ်လို့ဆိုပါရယ်။အင်းဦးမျိုးစောသိန်းဟာဒူဝုတ်ချုပ်ကြီးယာရုနဲ့စည်ရဲချုပ်အဖြစ်ကနေ လွန်ခဲ့တဲ့၃နှစ်ကစစ်ကောင်းဆောင်အမိန့်နဲ့ပါတီကိုရောက်လာသူဖြစ်ပါတယ်။စက်သိမ်းပေါင်း၂000ကျော်နဲ့ပါတီရုံးချုပ်ကိုပြင်ကွင်းရတဲ့ဥခင်ရဲ့သားကုမ္ပဏီကိုလက်ရှိမှာကုန်ကျစရိတ်ရဲ့ထက်ဝက်ဖြစ်တဲ့ငွေကြက်သိန်း၁000ကျော်ထုတ်ပေးထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။တွေ့ကြုံအကြီးကြီးတာပေါ့။တွေ့ကြုံဆိုတာအတိတ်ဖြစ်ဆုံးမှာတရက်ပေါ်မှာအခြေခံပြီးတော့အနာဂတ်မှာဘလို့ပို့ပြီးတော့ကောင်းအောင်လုပ်မယ်ဆိုတဲ့အချက်ကိုဟန်ကြီးရောက်တဲ့သဘောပဲဖြစ်တယ်။ အဲ့တော့အတိတ်ကာလမှာကောင်းမွန်တဲ့အတွေ့အကြုံကျွန်တော်ပါတီမှာရှိခဲ့ဘူးလေကြာ။ညမတရားတာကိုလေ။ညောင်းမင်းကြောက်တာကိုလေ။ညမနေကမှအကြီးဆုံးသဘောဆိုရင်ခင်ဗျားတို့ပဲဆိုတာ။အကြီးဆုံးခင်ဗျားဆိုရင်လည်းခင်ဗျားတို့ပဲဒီမှာတော့ထိုးပြ။ကျွန်တော်ပါတီကိုဝမ်းရံပေးကြပါ။ပတ်မှုပေးကြပါလို့ကျွန်တော်ပန်ကြားလိုပါတယ်။ The call and on the call. The doctor don't sound so sweet on the call. နိုင်ငံကောင်းမွန်တော့ကတော့အားကိုတာဝန်ရှိတယ်လို့ကျွန်တော်ပြောတာ။ဒါအေဂျင့်မုံမင်းပြောဟုတ်တယ်အဓိကအေဂျင့်ရမယ်ငင်းချင်ရမယ်ဖွံ့ဖြိုးရမယ်တူတက်ကမှာပေါ့ ဘာတွေမျောလင့်နေတာလဲအေးဟုတ်တယ်ဘာတွေမျောနေလဲပြည်သူတွေကမင်းဒီလောက်စိုးဝါးခံစားနေဘာတွေထပ်ပြီးမျောလင့်နေအောင်ပါလဲပြပြည်သူတို့ခြေမထက်နဲ့မရတော့ဘူးလှုပ်ဆောင်ချက်ကောင်းကောင်းရှိတဲ့အဖွဲ့အစည်းကိုမဲပေးပေးပါအဲ့ဒီအဖွဲ့အစည်းကတော့ပြည်ခိုင်မျိုးပါတီဖြစ်ပါတယ်ခင်ဗျာမင်းပင်တာခံလိုက်တော့တာဟာ Another one. Another one. အခုမှ hot issue ပေါ့ဘာဖြစ်နေလဲဆိုတော့အဲဟာဖြစ်လဲငါကြီးပါတီရဲ့မဲဆွဲတဲ့ခါမှာအဲခိုင်မမပါပေါ့ကျန်တဲ့ပါတီဩအေးဒီလူစိပုဒ်လားရတန်ပြီသူတို့မဲတဲ့อืมဘယ်လိုပြောရလဲอืมကိုတော့ကြောက်ရွံ့နေကြတယ်တဲ့ဒီလူစိပုဒ်လိုင်းမှာကြောက်တယ်อืมကြောက်ကျွန်တော်တို့ကြိုက်ခိုင်ရတော့ဘာမှမပြောอ๋อไม่ลงแน่นอนไก่ยะบายแหละเด้อบายเลยไก่ยะบายแหละเด้อ ကြိုက်ရပါလေလို့ဆိုဘူးခုကြည့်ပါလိုင်းပေါ်မှာကြည့်လိုက်ပါပြောနေကြတယ်อืมเนาะကြောက်ရွံ့နေကြတယ်တဲ့ဘီသူစီမတာလက်ရပါဆိုလို့တဲ့ကျွန်တော်ကမဲထက်လိုက်တဲ့ဒါရက်တက်ပြင်မယ်လို့ပြောဟုတ်ကဲ့ဟုတ်ကဲ့တတိနဲ့ကြံဖက်ကြည့်ဦးဒါကြီး UEC ကခေါ်ပြီးတတိပေးတင်တယ်ဒါမှမဟုတ်လဲအဲ့ကိုစလေလောက်ပေးတင်တယ်လို့ကျွန်တော်မြင်တယ်အေးဟုတ်တယ်ဒီပြည်သူစီမတာကိုလာလာခလုတ်တိုက်တာဒါကမတက်လို့ဟုတ်အေးဟုတ်တယ် ဒါလည်းဝိုင်းကောင်ဖမ်းနေတဲ့စကလုံးဖြစ်နေတာပေါ့နော်။အေးဟုတ်တယ်။နင်းပြီးတော့မဲဆွဲတာကျွန်တော်နေနေဘဝင်မကြပါဘူး။ဟုတ်တယ်။တိုင်ရပိုင်လဲလို့တိုင်ရပိုင်လဲလို့တိုင်ရပိုင်လဲလို့ကျွန်တော်ကအဲ့ဒါမသိဘူး။ハハハハ တယ်ကျန်ဘူးကောင်ကြီးကစောက်ရလေးကပြောတာလေဒါခင်အဆက်ဆက်ပြောတာကနော်အခုဒီ2025ရောက်တဲ့အချိန်ကြီးလေဒီတိုင်းပဲရှေ့မှလည်းမြဲတိုင်းတက်ပုံနော်ဒါလည်းတရားဦးတုံးစီကားလုပ်ပဲစိုက်ကားတော့မရဘူးဒီကောင်ကြီးပါတီတက်လာလို့ရှင်ဆိုင်ကားတော့မရဘူးဒီကောင်ဒီပါတီကိုတိုက်တဲ့ပါတီတဲ့ဆိုင်ကားတော့မရဘူးတရားဟုတ်သုံးစီရနော်အခုလည်းခင်ကြီးကိုအာပါတီကိုမဲပြီးပါတယ်ဗာဖစ်တင်ကြပါသေးပြီးလေပြီးပါလို့လေအိတ်တဲ့ကောက်တဲ့ဦးတဲ့သူ့သားကုမ္ပဏီကိုဟိုမှာသူတို့ ယုံကြည်သူတို့ယုံကြည်စောက်ဦးတဲ့ဒါပေးလိုက်ပြီလက်သိတို့ကြီးပေးလိုက်ပြီเนาะเนาะအဲ့ဒီအကြောင်းဒါဟိုကျွန်တော်ရိုးမင်းတော့ပြောထားသေးတယ်တင်တာတွေခေါက်ခေါက်ပြီးတော့လက်သိထိုးနေကြီးစားနောက်တစ်ခါကျတော့အဲ့ဒီကျွန်တော်ထက်ထက်ထက်တယ်ပြီးဦးမယ်ဆိုတော့ဒါအခုဒါနောက်ဆုံးမှလည်းမြင်ရတယ်ပြီဒါဘူလက်သူပြောရတာเนาะဒီမဲဆွေရဲ့ကိစ္စမှာဒီစစ်မှုထမ်းတဲ့ဟာတဲ့သူတို့ပါတီကမဲမဆွေဘူးလေဟိုမှာပြင်းနေရမှာပြောနေတယ်ဘယ်လိုလုပ်မလဲဘူလက်ဆိုတော့ တာရိုက်ပြာဒီကောင်တွေတကယ်စောက်ဝတ်တကယ်စက်မပြည့်တဲ့ပါတီပြာအဲ့ပါတီကိုထောက်ခံတဲ့ကောင်တွေရောအဲ့ပါတီဝန်ရံတဲ့ကောင်တွေရောအဲ့ပါတီမှာရှိတဲ့ကောင်တွေတကယ်စောက်ကြက်သီးတွေဒုံတဲ့ကောင်တွေဒါတော့ကျွန်တော်လာပြတာအဲ့တော့ကျွန်တော်ပြောတာတွေပြောကူပူလီပြောတာဦးမိုက်တော့ကူပူနဲ့တွေ့ပြီးလဲတာဆိုတော့ဒါကူပူလူတွေကျွန်တော်ဒီညနေပြီးတော့ဒါတောင်းပါတယ်ကူကြီးဒါကူကပူပြီးတော့ညနေပြီးပြောတယ်လို့ထည့်ပြီးသားပါဆိုတော့အားလုံးကျေးဇူးများတင်ပါတယ်ခွေ Bye အော်ပါရပါ